အားလုံးမင်္ဂလာပါခင်ဗျာ welcome back to next youtube channel next step youtube channel မှာပြန်လဲကြိုဆိုလိုက်ပါလေခင်ဗျာကျွန်တော်ဒီတစ်ပတ်တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ခရစ်စတီယာနိုရော်နယ်ဒိုရဲ့လက်ထက်ခွင့်အကြောင်းနဲ့ခရစ်စတီယာနိုရော်နယ်ဒိုရဲ့စိတ်ထားနဲ့အင်တာဗျူးအပိုင်းနှစ်ကိုဆက်လက် share ပေးသွားမှာဖြစ်ပါလေခင်ဗျာဘာကြောင့်ကျွန်တော်ဒီလိုအပိုင်းလေးတွေနဲ့တင်ဆက်ရတယ်လဲဆိုရင်တကယ် original interview မှာကအချိန်တနားကြီးကျော်လောက်ကြာပါလေပေးတဲ့ကြီးကိုမပြင်းအောင်နဲ့အပိုင်းလေးတွေ တင်ဆက်ပေးနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီလိုတင်ဆက်တဲ့နေရာမှာလဲခရစ်စတီယာနိုရော်နယ်ဒိုရဲ့အမြင်ကျွန်တော်ရဲ့အမြင်ပြည်သက်အချို့ရဲ့အမြင်နဲ့ရှုထောင့်ပေါင်းစုံကပါတင်ဆက်ပေးသွားမှာဖြစ်ပြီး update သတင်းလေးများကိုလည်းထည့်သွင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ခရစ်စတီယာနိုရော်နယ်ဒိုရဲ့လက်ထက်ခွင်နဲ့ interview အပိုင်းတွေလေးကိုဆက်ဆွဲလိုက်ရအောင်ဗျာ PS Morgan ကခရစ်စတီယာနိုရဲ့နင်းရဲ့ အကြိုက်ဆုံးနဲ့အနှစ်သက်ဆုံးကစားသမားတယောက်ကိုပြောပါအောင်လို့မေးလိုက်တဲ့အခါမှာတော့ကျွန်တော်တို့ရဲ့ CR7 ကကစားသမားတယောက်တည်းဆိုရင်တော့ပြောဖို့ခက်ပါလေ။ဒါဆိုမော်ဂန်ကမင်း TV မှာဘောလုံးပွဲတွေကိုကြည့်တဲ့အခါမှာဒီကစားသမားကြောင့်ဒီ player ကိုပဲတိုက်နှစ်တက်ခဲ့ရတယ်ဆိုတော့မင်းရဲ့အကြိုက်ဆုံး football အကစားသမားတယောက်ကိုပဲမေးတာပါလို့ပြောလိုက်တဲ့အခါမှာတော့ CR7 ကငါဘောလုံးပွဲတွေကိုကြည့်တဲ့အခါမှာဒီလိုအကစားသမားတယောက်တည်းကိုပဲတိုက်နှစ်တက်လို့ကြည့်တာမျိုးမရှိခဲ့ပါဘူး။ ဥပမာငါကဘရာဇီးအသင်းကိုကြည့်ခဲ့တယ်။ဒါပေမဲ့ဘရာဇီးအသင်းမှာကကစားသမားကောင်းတွေအများကြီးပါလေ။ဥပမာ ရော်နယ်ဒိုကြီးတို့ကကာတို့ရော်နယ်ဒီညိုတို့အစအကုန်ပါတယ်လေ။ငါအကုန်ကြည့်တာပါပဲ။ဥပမာအာဂျင်တီးနားကိုကြည့်ရင်လည်းဒီတိုင်းပဲစပိန်ဘောလုံးအသင်းကိုကြည့်ရင်လည်းဒီတိုင်းပါပဲ။ငါကကစားသမားတွေအားလုံးနဲ့ဘောလုံးပွဲတွေအကုန်လုံးကိုကြည့်ပါလေ။ကစားသမားတယောက်တည်းချောင်းလို့တော့မဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ငါကဘောလုံးသမားတိုင်းကိုလေးစားမှုရှိပြီး respect ထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါလေ။ဒါကြောင့်ပဲ ဘောလုံးရတနဲ့ခန်းစားမှုဒီလို star player တွေစီကနေသူတို့ကန်တဲ့ပွဲတွေကိုကြီးကြီးအဖြစ်ရတမျိုးစုံနဲ့အတူပျော်ရွှင်စွာကျင်းနိုင်ရပါတယ်။ငါကကစားသမားတယောက်တည်းကြောင့်တော့ဘောပွဲတွေကိုမကြည့်ပါဘူးလို့ဖြေကြသွားပါတယ်။ကျွန်တော်အမြင်ပြောရရင်တော့ဒါလည်းမှန်ပါလေ။ကစားသမားတယောက်တည်းကိုမကြည့်ပဲကစားသမားအများစုရဲ့ကစားပုံကိုကြီးကြီးအဖြစ်သူတို့ရဲ့အားနည်းချက်အားသာချက်တွေကိုသိမြင်ပြီးမိမိကိုယ်တိုင်လည်းပုံမူတိုးတက်အောင်ပြင်ဆင်လို့ရနိုင်လို့ပါပဲခင်ဗျာ။အဲ့ဒီအချိန်မှာ Piers Morgan ကမင်းအနားယူဖို့ဆုံးဖြတ်ထားခဲ့သေးလားလို့မေးလိုက်တဲ့အခါမှာတော့ CR7 က yes လို့ဖြေခဲ့ပြီး Morgan ကမင်းဘယ်အသက်ရလောက်ရောက်ရင်ဘလို့အခြေအနေမျိုးမှာဘောလုံးလောကကနေအနားယူမှာလဲလို့မေးလိုက်တဲ့အခါမှာတော့ Cristiano ကဆုံးမကြခင်အချိန်မှာပဲလို့ဖြေလိုက်ပြီးငါ့အတွက်ဒါဟာအရင်ခက်ခဲနေမယ်တကယ်ဟုတ်ပဲမလွယ်ကူလာပါဘူးဒါပေမဲ့ငါကြိုတင်ပြင်ဆင်ထားပါလေတေချာတာကတော့ငါငိုကြွေးမိမှာပါပဲဒါက ပုံမှန်ပါပဲ is normal ငါငိုလေလေဘာကြောင့်လဲဆိုတော့ငါရဲ့ခံစားချက်တွေကချိန်မိပြီးမျိုးသိပ်မထားနိုင်ဘူးငါကပုံမှန်လင်းသမားပါရိုးသားစွာပြောတာပါဒါတကယ်ကိုပဲအရန်ကိုပဲခက်ခဲပါလိမ့်မယ်ငါကအသက်25 26 29လောက်ကလေးကငါရဲ့အနာဂတ်တွေကြိုတင်ပြင်ဆင်ထားခဲ့ပြီပါပြီအဲ့ချိန်မှာ PS Morgan ကခရစ်စတီနာဝင်မင်းကဘောလုံးကိုအခုတည်းလဲချစ်လို့ကစားနေခဲ့တယ် တကယ်လို့များမင်းအားယူသွားတဲ့အခါမှာဒီဖုတ်ဘောနေရာမှာအပြင်ဘက်ကနေပြီးတော့အချားအစားထိုးလို့ရမယ်ဟာမျိုးရှိလာလို့မိလိုက်တဲ့အခါမှာတော့ CR7 က nothing nothing ပါပဲတဲ့ဘောလုံးကစားတာနဲ့နှိုင်းရှင်ရမှဆိုရင်ဘာနဲ့မှနှိုင်းရှင်လို့မရပါဘူးတဲ့ငါကဘောလုံးအတွက်ပဲစခဲ့တယ်လို့ဘောလုံးနဲ့ပဲအဆုံးသတ်မှာပါတဲ့ဒါကြောင့်ငါကအဆက်စားရပြင်ဆင်ထားခဲ့ပြီးသားပါတဲ့ဒါပေမဲ့ငါအတွက်အချားအရာတွေကတော့ငါမိသားစုနဲ့ငါအတွက်အချိန်ပေးဖို့ပဲဖြစ်လာမှာပါတဲ့ငါက မိသားစုရဲ့အစိတ်အပိုင်းပဲဖြစ်ချင်ပါလေ။ငါရဲ့ဝါသနာအရ UFC က fighting ပွဲတွေကိုလက်ကြည့်မယ်။ငါလှေတော်ရတာကြိုက်တယ်။ပြီးရင်ငါကုမ္ပဏီကအလုပ်တွေကိုလေ့လာရအောင်မယ်ဆိုပြီးအနားယူရင်တင်ယူစရာတွေလေ့လာစရာတွေနဲ့မိသားစုကိုအချိန်ပေးသွားမှာဖြစ်ကြောင်း ဖြေကျသွားပါလေခင်ဗျာ။ဒါအပြင် CIA 7က YouTube လောက်ရတာကိုလည်းစိတ်ဝင်စားတဲ့သူအဖြစ်သိရှိရပြီး YouTube ရဲ့ပုံရိပ်ကသူ့အတွက်ရှိနေပြီဖြစ်ကြောင်းလည်း follower လည်းများစွာရှိနေပါပြီတဲ့ real estate အင်ချမ်းမြေလုပ်ငန်းကိုလည်းသူ့အတွက်တကယ်ကိုပဲ real passion ဖြစ်ပါလေတဲ့အခြားသူတွေမသိတဲ့ငါရဲ့ထူးခြားချက်ကတော့ငါက challenge person တယောက်ဖြစ်ပြီးအဲ့ဒါဟာအခြားသူများရဲ့အိမ်မက်မဟုတ်တဲ့စီးပွားရေး business အချို့ဖြစ်ကြောင်းနဲ့စီးပွားရေးတစ်ခုတည်းကိုပဲစိတ်ဝင်စားတာမဟုတ်ပါဘူးတဲ့ငါရဲ့ဘဝကိုနောက်ထပ်စာမျက်နှာတစ် chapter တစ်ခုကိုဖွင့်လိုက်ရတာမျိုးနဲ့ဆုံးဖြတ်ချက်ချရတာမျိုးပါပဲတဲ့ဥပမာ e-sport game လိုမျိုးကိုလည်းစိတ်ဝင်စားပါလေတဲ့ငါကအခုအဲ့ဒီ e-sport ရဲ့ game တွေရဲ့ ်အမ်ဘက်ဆာဒါတယောက်ပါပဲတဲ့အဲ့ဒါတွေကတော့ sorry မှာနှစ်စဉ်ခံခံဒါနာကျင်းပလေးရှိတဲ့ huge event big event ပါပဲငါရဲ့ sorry က boss MBS ကိုလည်းအထူးကျေးဇူးတင်ပါတယ်ဒီလို e-game တွေမှာငါ့ကို ambassador တယောက်ဖြစ်ကိုခန့်အပ်ထားလို့ပေါ့ငါဒီမှာပြောနေရတာလည်းသူ့ကြောင့်ပါပဲဒါကြောင့်လည်းငါကသူ့ကို respect ထားပြီးသားပါဒါကြောင့်ဒီတိုင်းပြည်မှာ e-game တွေကအအောင်မြင်ဆုံးနဲ့ ိတ်လှုပ်ရှားစရာဖြစ်နေခဲ့တာပါပဲလို့ခရစ်စတီယာနိုကပြောသွားခဲ့ပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာမော်ဂန်ကမင်းကလက်ရှိအခြေအနေမှာအခြားအရေးကြီးဆုံးဒီကဘာလဲလို့မေးလိုက်တဲ့အခါမှာတော့ခရစ်စတီယာနိုကဘယ်ဟာလဲလို့ပြန်မေးလိုက်ပါလေဂျော်ဂျီယာနဲ့ပတ်သက်ပြီးမင်းရဲ့ engagement လက်ထပ်မဲ့ကိစ္စလို့မော်ဂန်ကပြောလိုက်ပါလေအဲ့ဒီအချိန်မှာခရစ်စတီယာနိုကဒါတကယ်ပဲအရေးကြီးတဲ့ကိစ္စပါမော်ဂန်ကတော့ဒီဟာတကယ်ကိုအကြီးကြီးကိစ္စနော် အဲ့ဒီအချိန်မှာဆီယာဆဲဘန်ကဟုတ်တာပေါ့နှုတ်မဆိုရင် "तू မငါ့ကိုတက်လိုက်မယ်"လို့ခရစ်စတီယာနိုကညီမောပြီးပြန်ပြောလိုက်ပါလေခင်ဗျာအဲ့ဒီအချိန်မှာပဲမော်ဂန်ကမင်းကအသက်40မှာတော့လက်ထပ်ဖို့အတွက်မင်းဂျော်ဂျီယာကို propose လုပ်နိုင်ခဲ့တယ်ဒါပေမဲ့အခုထိတော့လက်မထပ်ရသေးဘူးငါ့ကိုမင်းအဲ့ဒီတုန်းကဘယ်လိုမျိုး propose လုပ်ခဲ့လဲဆိုတာကိုပြန်ပြောပြလို့ရနိုင်မလားလို့မေးလိုက်တဲ့အခါမှာတော့ခရစ်စတီယာနိုကငါကအမြင်တိုင်းပြောခဲ့ပါလေအကောင်းဆုံးအရာတွေက အကောင်းဆုံးအချိန်မှာပဲရောက်လာလိမ့်မယ်လို့တခါတလေတော့လူတွေကအချိန်ယူပြီးအမှန်တရားကိုသိဖို့မြင်နိုင်ဖို့ရယ်မလုတဲ့နဲ့အမှားလေးတွေကိုရှောင်ကြဉ်နိုင်ဖို့ရယ်လိုအပ်လာပါတယ်ဒါပေမဲ့ငါအတွက်ကတော့အဲ့လိုမျိုးမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ငါကဂျော်ဂျီယာကို propose လုပ်ခဲ့တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်အဲ့ဒီအခိုက်အတန့်လေးကြောင့်ပါပဲငါကတာသမီတွေရဲ့အမေဖြစ်နေတာအကြောင်းတို့ဘာလို့မဟုတ်ပါဘူးငါသူ့ကိုတကယ်ချစ်ခဲ့လို့ငါဂျော်ဂျီယာကိုအရန်ချစ်ခဲ့လို့သာ propose လုတ်ခဲ့တာပဲဖြစ်ပါလေ။ဒါဟာတကယ်ပဲငါရဲ့လက်ဖို့မိုင်းလိုက်ပါပဲ။ဒါကြောင့်ငါဘဝရဲ့မင်းပြောခဲ့တဲ့အတိုင်းအသက်40အရွယ်မှာ right moment နေပါပဲ။ဒါဘတော်မှပြောင်းလဲသွားမယ့်အရာလည်းမဟုတ်တလို့ဒါဟာငါနဲ့ဂျော်ဂျီယာတို့လက်ထပ်ဖို့အတွက်ကိုဘတော်မှပြောင်းလဲသွားမယ့်အရာလည်းမဟုတ်ပါဘူး။ဒါဟာငါဘဝရဲ့တပ်ပတဲ့စာမျက်နှာတစ်ခုပါပဲ။ဒါဟာတကယ်ကိုပဲကောင်းလာပါလေ။အဲ့ဒီအချိန်မှာမော်ဂန်ကမင်းဘလို့ propose လုပ်ခဲ့တာမျိုးလဲလို့မြင်လိုက်တဲ့အခါမှာတော့ခရစ်တီယာနိုက ဒါကတော့တကယ့်ကိုပဲ funny user တခုပါပဲ။ငါတီးပြီးသားပါ။တနေ့နေ့တော့ငါလုတ်မိုင်နေဆိုတာပါပဲ။ဒါပေမဲ့ငါဘယ်လို propose လုပ်ရမလဲတော့ငါမသိပါဘူး။မင်းတီးတဲ့အတိုင်းပဲဒါဟာတကယ်တော့ခက်ခဲပါလေကွာ။မင်းတီးတဲ့အတိုင်းပဲမင်းကမျိုးသမီးတကယ်ဦးကို propose လုပ်တဲ့အခါမှာမင်းဘယ်လိုလုပ်ရမလဲ။ဘယ်အချိန်မှာဘယ်လိုနေရာမှာလုပ်ရမလဲဆိုတာကိုမင်းမသိနိုင်ပါဘူး။ငါအမြဲတမ်းပြောနေကြအတိုင်းပဲကောင်းတဲ့အရာတွေကတဘာဝအတိုင်းလေးပဲရောက်လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ဂျော်ဂျီယာကငါ့ကိုမေးဘူးလေလက်စွပ်နဲ့ပတ်သက်ပြီးတော့သူမကိုကမ်းလှမ်းဖို့အတွက်ဘာဖြစ်လို့လဲဆိုတော့သူမရဲ့ဘဝမှာဒါဟာသူမရဲ့အိမ်မလေးတစ်ခုဖြစ်နေလို့ပါပဲအဲ့ဒါနဲ့ငါစ조사ခဲ့တယ်နောက်ဆုံးတော့သူမကြိုက်နေတဲ့တဲ့လက်စွပ်လေးကိုငါတွားတွေးခဲ့တယ်ငါပေါ်တာကိုပြောထားခဲ့တယ်ဒီကိစ္စကိုမပြောဘဲထားဖို့အဲ့ဒါနဲ့ငါတို့ဒင်နာညစာစားဖို့တွားခဲ့ကြတယ်ညစာစားပြီးနောက်ငါကသူမကို propose လုပ်ခဲ့တယ်ငါပေါ်တာတယောက်ကိုဗီဒီယိုချိုးပြီးနှိုင်းခိုင်းထားခဲ့တယ် နေ့တနင်္ဂနွေလောက်ရောက်တော့ငါတောင်းသမီးတွေလည်းအိပ်ရဝင်နေကြတယ်။အဲ့ချိန်မှာငါတငယ်ချင်းကလက်စွပ်ကိုယူလာပြီးတော့ဂျော်ဂျီယာကို propose လုပ်ဖို့ငါ့ကိုပေးလိုက်တဲ့အခါမှာတော့ငါကလည်းလက်စွပ်ကိုပေးဖို့ပြင်ဆင်နေတော့ငါသမီးနှစ်ယောက်ကပြေးလာပြီးပြောလိုက်တာကတတိမမကို လက်စွပ်ပေးမလို့လားမမကို လက်ထပ်ဖို့မေးမလို့လားလို့မေးလိုက်တဲ့အခါမှာတော့ငါကဟုတ်ပြီဒါငါရဲ့ right moment ပဲမှန်ကန်တဲ့အချိန်ကကောင်းပဲငါကပြောလိုက်ပါတယ် yes လို့ i say yes ဒါတကယ်တော့ဂျော်ဂျီယာလည်းလုံးဝ အမျော်လင့်ထားတဲ့အခိုက်အတန့်ပါပဲ။သူမှလည်းယုံတော်မယုံကြည်နိုင်အောင်ဖြစ်သွားခဲ့ပါလေ။ငါတီးပြီးသားပါ။ဒီနေ့နေ့မှာငါဒီလိုလုပ်ရမယ်ဆိုတော့ငါသိပါတယ်။ဒါပေမဲ့အခုလို right moment လေးမှာပဲလုပ်ဖြစ်ခဲ့တာကအကောင်းဆုံးပါပဲ။မော်ဂန်ကဒါဆိုရင်မင်းမှပလန်မရှိဘဲလုပ်ဖြစ်ခဲ့တာပေါ့။ဟုတ်တယ်။လုံးဝကိုစီစဉ်ထားတာမရှိခဲ့ပါဘူး။အဲ့ဒီအချိန်လေးမှာငါရဲ့သားသမီးတွေကဝင်လာတယ်သူတို့ကငါ့ကိုမေးတယ်ငါက yes လို့ဖြေလိုက်ပါတယ် ဒါဟာတကယ့်ကိုပဲအချိန်ကောင်းလေးတစ်ခုပါတကယ့်ကိုငါလိုချင်တဲ့အချိန်ကာလေးတစ်ခုပေါ့ right moment ပဲလေငါချောချီယာကိုတကယ်ချစ်ခဲ့လို့ propose လုပ်ခဲ့ပါတယ်ငါတငယ်ချင်းကလည်းဗီဒီယိုရိုက်ပေးနေပါတယ်ငါရဲ့သားသမီးလေးတွေကလည်းဝင်လာကြီးမေးတယ်ငါက yes လို့ဖြေတယ်တကယ့်ကို right moment ပါပဲမော်ဂန်ကဒါဆိုရင်မင်းဒူးထောက်ပြီး propose လုပ်ခဲ့တာလားငါကအဲ့လိုတော့မလုပ်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီအချိန်မှာငါရဲ့အလှပတဲ့အချိန်အခိုက်အတန့်လေးတွေကိုပြင်ဆင်နေခဲ့ရလို့ပါ မင်းသူ့ကိုစကားနည်းနည်းလောက်ရောပြောသေးလား yes i did ငါပြောခဲ့တယ်အဲ့ဒါကို record လည်းလုပ်ထားခဲ့ပါတယ်မင်းပါပြောခဲ့တာလဲ simple ရိုးရိုးရှင်းရှင်းလေးပါပဲပြောခဲ့တာကတော့ငါကမလိုတတ်တာတော့အမှန်ပါပဲ flower တွေပန်းတွေနဲ့ငါကမလိုတတ်လို့ပါဒါပေမဲ့ငါ့သူမဂျော်ဂျီယာကိုငါ့ဘဝရဲ့မင်းကလေးပါပဲလို့ပြောလိုက်ပါတယ်အဲ့ဒီမှာမော်ဂန်ကဟာဒါဟာတကယ့်ကိုပဲ big moment ပဲလေလို့ပြောလိုက်ပါတယ်သူမကတော့တကယ်ကိုပဲတုန်လှုပ်သွားသေးလား ဟုတ်တယ်သူမကလုံးဝကိုတော့မတုံ့လောက်ပါဘူးဒါပေမဲ့ငါချစ်သွားတာကအဓိကတစ်ခုရှိခဲ့တယ်သူမကငါရဲ့လက်စုပ်ကိုစိတ်ဝင်စားတာမဟုတ်ဘူးဂျော်ဂျီယာသူမကငါ့ကိုမေးခဲ့တာကသူ့ကိုအမှန်တိုင်းတစ်ခုပဲပြောပါတဲ့ရိုးသားစွာပြောပါတဲ့ငါကလည်းရိုးသားစွာအမှန်တိုင်းပြောလိုက်တယ်ငါမင်းကိုအရန်ချစ်တယ်မင်းကငါ့ဘဝရဲ့တယောက်တည်းသောအချစ်အရဆုံးပါမင်းကိုငါလိုချင်ပါတယ်ဘာညာဘလာဘလာပေါ့ငါမင်းကိုလက်ထပ်ချင်ပါတယ်ဆိုပြီးတော့ပေါ့ဒါပေမဲ့သူမကမယုံပါဘူးတဲ့ဒါဟာတကယ်တော့ ပျော်ရွှင်စရာအခိုက်အတန့်လေးပါပဲ right moment တွေပါမင်းအဲ့ဒီညကငိုကြေးသေးလောက်တို့ပြီးလိုက်တဲ့အခါမှာတော့ငါငိုတော့မငိုပါဘူးဒါပေမဲ့ငါရဲ့တုံ့ပြန်မှုကငါရဲ့မြုံခွန်းထဲမှာတော့မျက်ရည်စောက်တွေပြည့်နေလို့နေပါတယ်အဲ့ဒီအချိန်မှာမော်ဂန်ကနောက်လိုက်ပါတယ်မင်းငိုနေတာကလက်ဆွေရဲ့တန်ဖိုးကြောင့်လားသူမကို propose လုပ်ရလို့လားလို့ပြီးလိုက်တဲ့အခါမှာတော့ခရစ်စတီယာနိုက boat နှစ်ခုလုံးကြောင့်ပါပဲလို့ပြောရင်မော်ဂန်ရောခရစ်စတီယာနိုပါဂျီမော့နေခဲ့ကြပါလေမော်ဂန်ကဒါကြောင့်ယောက်ျားတွေက မိမတွေလက်စရင်းနာကိုဖြတ်သွားကြရင် အားလုံးကလူသဘောတဘာဝအရာယောက်ျားတွေအားလုံးမျက်ကန်းတွေဖြစ်ဖြစ်သွားကြတာပါပဲလို့မော်ဂန်ကရီမော့ပြီးပြောလိုက်ပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာမော်ဂန်ကငါတို့နောက်ဆုံးအချိန်တွေ့ခင်စဉ်ကပြောခဲ့ကြတော့ကအဲ့ဒီတုန်းကမင်းကမင်းမိသားစုအတွက်အရန်ကိုစိတ်ထိတ်ခဲနေရတဲ့အချိန်လေးမင်းရဲ့ baby ဆန်းလေးတယောက်ကိုမင်းဆုံးရှုံးခဲ့ရတယ်လေအဲ့ဒီအချိန်ကအတွေ့အကြုံရတော့မင်းနဲ့ဂျော်ဂျီယာရဲ့ relationship ကထိကက်ပျက်စီးသွားခဲ့တာလား ါမှမဟုတ်ပို့ပြီးတော့ခိုင်မာသွားစေခဲ့တာလားဘယ်လိုမျိုးခံစားရခဲ့ရလဲလို့မေးလိုက်တဲ့အခါမှာတော့ခရစ်စတီယာနိုကငါခံစားမိခဲ့တာကငါတို့ဟာတယောက်နဲ့တယောက်ကူညီထောက်ပံ့ပေးခဲ့ကြတယ် relationship တိုင်းမှာတခါတရံတော့ကောင်းတဲ့အခိုက်အတန့်တွေဆိုးတဲ့အခိုက်အတန့်တွေဆိုတာရှိကြသမီးပါဒါခီးချာနေတခုရဲ့အစိတ်အပိုင်းတခုပါပဲအဲ့ဒီကာလမှာအဲ့ဒီလိုအခြေအနေမျိုးမှာ relationship တခုကိုဖြစ်နိုင်ပေါင်းစည်းရမှာပါပဲဘလို့ပဲအစိုးရရဲ့အခက်အတန့်တွေတွေ့ကြုံရပါစေ ါကအဲ့ဒါတွေကိုတင်ယူရတာပါပဲမင်းတော်ကိုပြက်ကွယ်သွားအောင်လုပ်ရမှာပါပဲအမြဲတမ်းကောင်းနေတဲ့အခိုက်အတန့်နဲ့မကောင်းတဲ့အခိုက်အတန့်ဆိုတာအမြဲမရှိပါဘူးအဲ့ဒီမကောင်းတဲ့အချိန်ကာလနဲ့ကောင်းတဲ့အချိန်ကာလတို့ကိုကိုကနေပြီးအဆင်ပြေအောင်အရာအားလုံးကို balance လုပ်ပြီး baseline ကနေ balance ဖြစ်အောင်ချိန်ညှိပြီးသွားရမှာပါပဲငါအနေနဲ့တော့အဲ့ဒီလိုခက်ခဲတဲ့အချိန်ကာလတစ်ခုကိုတင်ယူလေ့လာခဲ့ရတယ်ဒါဟာကောင်းတဲ့အရာပါပဲရိုးသားစွာပြောရရင်တော့ဒါဟာတကယ်ကိုပဲကောင်းပါလေ ဘာဖြစ်လို့လဲဆိုတော့ငါအများကြီးလိမ့်လာခွင့်တွေရခဲ့လို့ပေါ့ဘဝရဲ့ချူတောင်တစ်ခုကကြည့်ရင်လဲငါတွေ့နေခဲ့တာကငါရဲ့သမီးလေးအခုဆိုရင်၃နှစ်တောင်မှရှိသွားခဲ့ပြီလေသူမကငါတို့မိသားစုရဲ့ဘယ်မှာလေးတယောက်ပါပဲသူလေးကြောင့်အိမ်တိမ်လုံးပျော်ရွှင်မှုတွေရခဲ့တယ်မင်းသိတဲ့အတိုင်းပါပဲအရာအလုံးရဲ့အဖြစ်အပျက်တွေမှာသူ့ဟာနဲ့သူအကြောင်းအရာလေးတွေကတော့ရှိနေခဲ့တယ်လေငါအဲ့ဒါကိုယုံကြည်တယ်ဒါကြောင့်ငါတို့ရဲ့မိသားစုဟာဘုရားသခင်ကောင်းချီးပေးတဲ့မိသားစုလေးပါပဲ။ အားထားဖို့ဂုဏ်ယူပါတယ်လို့ဆရာဆဲဘန်းကဖြေကျသွားခဲ့ပါတယ်ခင်ဗျာမော်ကင်ကဂျော်ဂျီယာနဲ့ပတ်သက်ပြီးဂျော်ဂျီယာကမင်းအတွက်ဘာကြောင့်မို့အထူးစပယ်ရှယ်ဖြစ်နေရတာလဲလို့မေးလိုက်တဲ့အခါမှာတော့ခရစ်စတီယာနိုကသူမမှတောင်းတဲ့အကြောင်းအရာတွေအများကြီးရှိနေခဲ့တယ်လေငါလည်းအဲ့ဒါမျိုးလေးကိုမှချစ်နေခဲ့တာပါပဲငါယုံကြည်တာကသူမကငါ့ဘဝရဲ့ unit တစ်ခုပါပဲအဲ့ဒါတွေကတော့သူကငါ့ကိုအရင် thank you ဆိုင်တယ်ဒါဟာတကယ်ကိုပဲအရေးကြီးလာပါလေဒါအပြင် သူမမိသားစုနဲ့အိမ်ကိုလည်းဂရုစိတ်စောင့်ရှောက်လို့ပါပဲဒါတကယ့်ကိုပဲညပြလုံးနဲ့အလုပ်တွေပါပဲမင်းကငါ့ကိုသူမနဲ့စန့်ကျင်ဘက်တွေကိုလှုပ်ခိုင်းမယ်ဆိုရင်လည်းငါမလုပ်နိုင်ပါဘူးယူသားစွာပြောရင်တော့ယောက်ျားဆိုရင်အဲ့ဒီလိုလုပ်နိုင်မယ်လို့မထင်ပါဘူးသူမနဲ့စန့်ကျင်ဘက်အရာတွေကိုလှုပ်ဖို့ကတော့မဖြစ်နိုင်ပါဘူးလို့ပြောလိုက်ပါလေနောက်ပြီးတော့ဂျော်ဂျီယာငါ့အတွက်တကယ့်ကိုပဲအထူးစပယ်ရှယ်ပါပဲသူမရဲ့အရေးသွေးတွေပြင် ခန္ဓာကိုယ်ရဲ့လက်ပမှုတွေကအစအရာအလုံးကိုငါကနှစ်သက်နေလို့ပါပဲနောက်ပြီးဂျော်ဂျီယာငါ့ဘော်ကိုလည်းနားလည်မှု အပေးနိုင်သူလူတစ်ယောက်ဖြစ်နေလို့ပါပဲငါကိုရောငါမိသားစုရောကိုပါဂရုစိုက်စောင့်ရှောက်လို့ပါပဲဒါငါရှားနေတဲ့ငါနဲ့လိုက်ပက်တဲ့မိန်းကလေးမျိုးပါပဲမင်းရဲ့အမေရောသူနဲ့ပတ်သက်ပြီးတော့မင်းပြောလိုက်တဲ့အခါမှာပျော်ရွှင်ရလာလို့မေးလိုက်တဲ့အခါမှာတော့ခရစ်စတီယာနိုက yes ငါယုံကြည်ပါတယ်သူတို့အားလုံးပျော်ရွှင်နေမယ်ဆိုတော့ဘော ငါမိသားစုတခုတည်းတော့မဟုတ်ပါဘူး။ငါအမေရောငါရဲ့အညီကိုရောငါညီမတွေရောအလုံးကဂျော်ဂျီယာကိုပျော်ရွှင်ချေနှက်ကြပါလေ။ဘာဖြစ်လို့လဲဆိုတော့သူတို့ငါ့ကိုပြောနေခဲ့ကြတာကငါကအခုဆိုရင်သူတို့အသားယောက်ျားတစ်ယောက်ဖြစ်နေပြီဆိုပြီးသူတို့ကပြောနေကြတာပါပဲ။ဒါကြောင့်လဲသူတို့လည်းပျော်ရွှင်နေကြသလိုငါလည်းငါဘဝရဲ့စာမျက်နှာတစ်ခုကိုဆက်လက်ဖွင့်ရတော့မှာပဲလို့ပြောလိုက်ပါလေ။အဲ့ဒီမှာမော်ဂန်ကဒါဆိုရင်မင်းမအခုမင်္ဂလာဆောင်မဲ့နေ့ရက်ကိုရေးပြီးပြီလားလို့မေးလိုက်တဲ့အခါမှာတော့ ခရစ်စတီယာနိုကအခုထိတော့ရံမရွေးရသေးပါဘူးဒါပေမဲ့ပလန်ကတော့ကမ္ဘာဖလားပြိုင်ပွဲအပြီးဒီကမ္ဘာဖလား trophy ကြီးနဲ့တူ wedding plan ကိုလုပ်ချင်ခဲ့တာပါပဲဒါပေမဲ့လေကွာအဲ့ဒီချိန်မှာမော်ဂန်ကမင်းကဘယ်နေရာမှာလက်ထပ်ဖို့စီစဉ်စဉ်းစားထားခဲ့တာလဲလို့မေးလိုက်တဲ့အခါမှာတော့ငါတို့အစီအစဉ်ကအခုထိတော့မရှိသေးခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူမက big party ကြီးကြီးတွေကိုလုပ်တာမကြိုက်လို့ပါပဲ။သူမကတကယ်ကိုမကြိုက်ပါဘူး။သူကြိုက်တာက private things ပါပဲ။ ။ဒါကြောင့်ငါကလည်းသူ့ရဲ့အဆုံးဖြတ်ချက်ကိုလေးစားလိုက်နိုင်ရမှာပဲ။မော်ဂန်ကအဓိကအရေးကြီးဆုံးအချက်ကမင်းလက်ထက်မဲ့အရက်ရုပ်ကိုရွေးပြီးပါတီပွဲလေးလုပ်တဲ့အခါမှာကြာရင်ငါလာလို့ရမှာလား။ငါ့ကိုရောဖိတ်မှလားလို့ပြလိုက်တဲ့အခါမှာတော့ခရစ်စတီယာနိုကဘာလို့မဖိတ်နိုင်ရမှာလဲ။မင်းလာနိုင်ပါလေ။မင်းကငါတို့မိသားစုဝင်ပျောက်ပါပဲလို့ခရစ်စတီယာနိုကပြောလိုက်တဲ့အခါမှာတော့မော်ဂန်ကြီးတယောက်ပျော်ရွှင်သွားပြီး Thank you ကျေးဇူးတင်ကြောင်းပြောလိုက်ပါတော့လေခင်ဗျာ။ဟုတ်ကဲ့ခင်ဗျာ။ဒီမြန်မာပြည်တက်ကြီးကျွန်တော်ရဲ့ထင်မြင်ချက်လေးကိုပြောရမယ်ဆိုရင်လဲ ခရစ်စတီယာနိုရိုနယ်ဒိုကသူ့ရဲ့ချစ်သူဂျော်ဂျီယာကိုတကယ်ချစ်တယ်ဆိုတာအသေချာပါပဲခင်ဗျာသူတို့မိသားစုတစုလည်းရနေပြီးအစိုးကောင်းတွေလည်းအတူတူဖြတ်ကျော်ခဲ့ကြတယ်နောက်ဆုံးပြ CR7 တယောက်2022ခုနှစ်ကကမ္ဘာဗလာပွဲစဉ်တုန်းကလည်းရှုံးနေမှုတွေဖိအားတွေနဲ့ကြုံခဲ့ရစဉ်ကလည်းဂျော်ဂျီယာကလူအလုံးကရိုနယ်ဒိုရဲ့ဘက်မှာမရှိခင်ရင်တောင်မှ သူမကခရစ်စတီယာနိုရိုနယ်ဒိုရဲ့ဘက်မှာအမြဲတမ်းရှိနေပြီးရက်တီပေးသွားမယ်သူပါလို့ ပြောကြားခဲ့ပါသေးတယ်ခင်ဗျာဒါဟာတကယ်ပဲနားလည်မှုတွေပေးနိုင်ပြီးတကယ်ချစ်တဲ့သူတွေမှသာလုံနိုင်တဲ့အရာတစ်ခုပါဗျာဒါကြောင့်ကျွန်တော်တို့ရဲ့ idol ကြီးကလည်းချစ်နေရတာပေါ့ဗျာအခုဗျာနောက်ဆုံး update သတင်းရဆိုရင်ခရစ်စတီယာနိုကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဖိတ်ခေါ်မှုကြောင့်အင်ဒူဒေါ်ကဒင်နာညစာစာပွဲကိုတက်ရောက်ခဲ့ပြီးမစ္စတာထရန့်နဲ့လည်းတွေ့ဆုံခဲ့ကြပါသေးတယ်အဲ့ဒီလိုတွေ့ဆုံပွဲတဲ့ပွဲမှာလေမစ္စတာထရန့်ကိုယ်တိုင်ကခရစ်စတီယာနိုရော်နယ်ဒိုသာ ်အခုဘောလုံးလောကမှာအကောင်းဆုံးပါပဲလို့ပြောကြားသွားခဲ့ပြီးသူ့ရဲ့သားဘာရွန်ရဲ့ဖန်အကြီးစားကလည်းစီရော်နယ်ဒိုပဲဖြစ်နေပါတဲ့ခင်ဗျာအဲ့ဒီအင်ဂျူရောကညစာစားပွဲမှာလဲစီယာဆဲဘန်းကသူ့ရဲ့ချစ်သူဂျော်ဂျီနာနဲ့အတူတက်ရောက်ခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်က သူ့ရဲ့ချစ်သူကိုဒီလိုညစာစားပွဲကိုသူနဲ့အတူတက်ရောက်ခွင့်ပြုခဲ့တဲ့အတွက်သမ္မတကြီးအားအထူးကျေးဇူးတင်ရှိကြောင်းလဲပြောကြားသွားပါသေးတယ်ဒီလိုခရစ်စတီယာနိုကသူ့ချစ်သူကို ဒီလိုအင်ဂျူတော်ကအမေရိကန်သမ္မတကြီးရဲ့ညစာစားပွဲကိုအတူတက်ရောက်ရင်ခေါ်ဆောင်သွားခဲ့ပြီးအတူပွဲတဲ့ကလေးကကျွန်တော်တို့ရဲ့ရိုနယ်ဒိုကသူ့ရဲ့ချစ်သူကိုသူ့ရဲ့ဘဝထဲမှာဘလောက်တန်ဖိုးထားတယ်ဘလောက်စပယ်ရှယ်ဖြစ်တယ်ဆိုတာကိုထုတ်ဖော်ပြသသွားတာပဲဖြစ်ပါတယ်ခင်ဗျာအဲ့လိုပဲခရစ်စတီယာနိုရိုနယ်ဒိုပြောခဲ့တဲ့အတိုင်းပဲတကယ်ယောက်ျားဆစ်ဆစ်တယောက်ဆိုရင်သူ့ချစ်သူရဲ့စန့်ကျင်ဘက်နဲ့မကြိုက်နှစ်သက်တာကိုဘယ်တော့မှမလုပ်ဘူးဆိုတာကတော့အသေးချာပါပဲခင်ဗျာ ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ next step YouTube channel ကိုအားပေးနေပိသက်ကြီးကလည်းဒီဗီဒီယိုလေးမှာခရစ်စတီယာနိုရဲ့မိသားစုအကြောင်းစိတ်နေစိတ်ထားနဲ့သူ့ရဲ့ချစ်သူနဲ့လက်သက်ခွင့်အကြောင်းတွေကိုလည်းပြည့်ပြည့်စုံစုံနားလည်သဘောပေါက်သွားကြပြီလို့ထင်ပါတယ်မိမိတို့ရဲ့သင်ပင်ချက်လေးများရှိရင်လည်း comment box မှာရေးခဲ့နိုင်ပါတယ်ခင်ဗျာ next step YouTube channel ကိုအားပေးနေပိသက်ကြီးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်နောက်နောက်လာမယ့်အပတ်တွေမှာလည်းကောင်းတဲ့ကောင်းဆက်လက်ကြိုးစားတော့ပါဦးမှာခင်ဗျာ thank you for watching please like and do subscribe. Thank you. See you again.